အစီအစဉ်ဟိုဒုံးအောင်ဆိုပြီးရအောင်အစီအစဉ်မရှိဘူးအဲ့လိုပေါ့အလုတ်အလုတ်ထဲမှာပဲတလားလောက်လေးအယုံဆုံးလုပ်ပေးရဲအလုတ်တလားလုံးနေဒီဘက်မှာလည်းစနေတင်းတင်းလေးရောင်းရောင်းမီလားကောင်တော့မှာပဲအလုတ်ထွက်ပြီးတော့ဈေးရောင်းပြတ်သွားတာဆုံးပါလာသားတို့ကကြတော့မှအယောက်100မှာ80လောက်ကတော့ကြိုက်တယ်။ဒါပေမဲ့30လောက်ကတော့နည်းဘူးမကြိုက်တဲ့သူတွေလည်းရှိရပါတော့။ဒါဆိုတခါကျတော့ညီတို့ဒီမှာစိုင်းစားမှာဆိုလို့ရှိရင်တော့အဲကတော့80ရာခိုင်နှုန်းကောင်းတယ်။ ။ဟာကူးချက်နေတာကတော့မောက်ချိုက်လေးပေါ့နော်အမ။တနေ့ကအနှစ်ကဆဲပေးတာလောက်နေဆုံးကုန်နေအမ။ကိုကိုတိုင်းချက်တာတော့ပိုစိတ်တိုင်းကြတာပေါ့နော်။ဒါနဲ့ညီမလည်းတယောက်တိုင်းကြမလုံးနိုင်တော့ဘူးလေ။ပြင်ပေးထားတာသူတို့ဆရာစားဘာမှမချမ်းထားတဲ့ခါကျတော့သူကလည်းလိမ့်ရတာတူတူပဲ။ညီမတို့2019ရောင်းတော့ဆို9000ပဲရှိရဲမ။ညီမတနေ့ကို900ကျပ်တက်တာ။ကိုဈေးအရင်တက်လို့ဒါညီမတက်လာပေးရပါတော့။မမှမဆိုလုံးဝမတက်ဘူး။ ။တချို့အဆင်ပြေဘူးဆိုလို့ရှင်တော့ပြန် short ပေးလိုက်တယ်။ short ပေးတယ်ဆိုတာဒုတိယဘက်ကို short ပေးတာပေါ့နော်။ကွဲတပွဲထဲမှာအဲ့လို post ညစီထဲမှာနည်းနည်းလေးနဲရဆိုကွာလိုက်ခဲ့တာ။အဲအဲ့လိုအဲ့ဟိုဘက်ကဟိတ်ချက်တဲ့သူတွေဆိုညီမကိုတိတ်ပြီးတော့မကြိုက်ဘူး။ဘာလို့လဲ။သူညီမလာပြီဆိုရင်ညီမပွဲရေကုန်အသားကြီးလိုက်လိုက်ပြီးလိုက်ရခဲ့တာ။တချို့များလေးညီမတို့ဆိုလို့ရှင်တော်တော်များရဲ့သူတို့ဆိုင်အရင်ရောင်းရတာတကယ်လည်းရောင်းရတယ်။တနည်းအနည်းဆုံးပွဲ200 300လောက်ညီမအနည်းဆုံးဖတ်တယ်။ပွဲရေဆိုတော့ညီမတို့တနည်းအကုန်လုံးဆိုညနေပိုင်းဆိုလုံးဝ order break လိုက်ရတဲ့အထိ order များတယ်။ တော့ညီမတို့ကဟိုဒီညီမအမျိုးသားနဲ့နေရာလဲခေါင်းဆောင်ပဲဆိုတော့သူနဲ့နှလုံးပေါ့ပေါင်းပြီးတော့ထက်ထက်ဆိုပြီးအမှတ်လိုက်တာ။ဟာဆောင်နဲ့ကြာပြီးမှကြာပြီးဆိုတော့ညီမတို့ဒီလီဗာရီနဲ့စပွင့်တဲ့အချိန်နဲ့ဆိုလို့ရှိရင်တော့အခုဒီ9လပိုင်းဆိုလို့ရှိရင်တော့6မိနစ်ပြီတော့မယ်ညီမ။ဒါဒီကတော့မာလာရှန်ကိုမောက်ဆိုင်ပေါ့နော်။မာလာရှန်ကိုနေမောက်ဆိုင်ပြီးရတယ်။ပြီးတော့တခြားအရင်ညီမွေးလေးတွေဆိုတော့အထောင်းနဲ့တက်တဲ့ညီမွေးလေးတွေရတယ်ညီမ။အထောင်းဆိုရင်လည်းချက်ချောက်ထားအောင်ပြောင်းမူတော့ပြင်မောတီတော့ပေါ့နော်။ င်နေစာတော့မျိုးတွေလည်းရရတယ်ဒါမှတခါတခါပင်နေစာနည်းနည်းပေါ့နော်ဟိုအမေမစုံတာမျိုးဆိုရင်ကျွန်တော်တို့ခမာလေးအိုက်ပွဲလေးလည်းရက်ထားတယ်ဒီမှာပြီးတော့ကနန်းမဆလာတို့ကနန်းချင်းဆက်တဲ့အခြေကနန်းချင်းဆက်မျိုးတွေရမယ်ဒီမှာပြီးတော့ရှင်မာလာနဲ့ပတ်သက်တဲ့မာလာအကင်းတော့တို့မာလာဟင်းတို့အမှုမာလာတို့ချစ်ချစ်တော့မာလာတို့အဲ့လိုလေးတွေလည်းရပါတယ်ရှင် ုံးလေးပဲရောင်းလာမှာသူကအိမ်မှာပဲညီမတို့ကလေဒလီပိုင်းလေးနဲ့ပဲဆိုအိမ်မှာပဲရောင်းနေမှာအိမ်မှာရောင်းပြီးတော့ညီမတို့ဒီဘက်ကဒီခန်းလေးသေးသေးကိုကြတော့ဟိုညီမတို့ကဒီပင်နေစားလေးတွေပေါ်မှာရေဟိုတချို့ဆိုလို့ရှင်ဒီဟိုတခြားနေရာလေးတွေမှာဆိုလို့ရှင်လေရတယ်လေပင်နေစားတီးတီးလေးတွေပေါ်တယောက်တည်းနဲ့ပင်နေစားအများကြီးစားခြင်းနဲ့ဆိုလို့ရှင်အဲ့လိုပေါ်တော့တသောင်းခွင့်ကျောင်းနဲ့ပင်နေစားအဆောင်ရအောင်လို့အဲ့လိုပေါ်တော့ဟိုခဲထားပြီးသားပင်နေစားလေးလေအဲ့လိုလေးရောင်းမှုဆိုပြီးတော့ညီမအစီအစဉ်ထားတာမှာဒီမှာတော့ဆိုင်ဖွင့်မှုလုံးဝအစီအစဉ်မရှိဘူးပေါ့ဟုတ်ကဲ့လား ော့ပထမတော့အလုပ်အစီအစဉ်ကြီးဟိုဒုံးအောင်ဆိုပြီးရမှုလို့မရှိဘူးအဲ့လိုပေါ့အလုပ်အလုပ်ထဲမှာပဲတလားလောက်လေးအယုံဆုံးလုပ်သေးရဲ့အလုပ်တလားလုပ်နေဒီဘက်မှာလည်းစနေပြင်းနေလေရောင်းရောင်းပြီးလားကောင်တော့မှာပဲအလုပ်ထွက်ပြီးတော့ဈေးအောင်ပြစ်သွားတာပါရှင်ဟုတ်ပါသမ ्या ဆိုင်နဲ့တော်တော်များတော့ရှင်းလို့ရပါတယ်ဒါပေမဲ့ညီမသမ ्या ဆိုင်မကောင်းပြောတာတော့မဟုတ်လေဟိုကိုရဲ့ထဲ့တဲ့ပမာဏနဲ့အကြောအမြတ်ကတော့တပွဲကို900ဝန်းကျင်လောက်ပဲရှိတယ်အများကြီးမရှိဘူးဟိုသူများရဲ့ကျတော့မှရပွဲနေနေနဲ့အမြင်များရညောကျပွဲများထွက်မှာကိုကအမြင်များများရတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးလေးတော့ရှိရဲ့ ရာလေးတစ်ခုကိုဈေးလေးတွေကတော့အစားစားရှိရဲ့မာသူက900ကနေစရှိရဲ့900 600 900အစားစားအလိုမျိုးရှိပါရဲ့ရှင်ဒီပရပင်းစားသားလုံးကြီးတွေလည်းရှိရဲ့မာကဘာဝတာဆိုမောက်ဆိုင်လေးကကြတော့မှညီမတို့မှာကဝက်ကုတ်သားနဲ့ရတယ်ပြီးတော့ဒီလိုမျိုးဘေကွန်လိပ်လေးတွေနဲ့လည်းရှိတယ်ပြီးတော့ဒီလိုချက်မဲလိပ်လေးတွေနဲ့လည်းရတယ်မှဖင်းလေးစားလေးကတော့မှဟိုဟာရှိမယ် ကနန်းညိုလေးတွေရှိမြဲပြီးတော့ဒီဘက်နောက်ကနောက်ကကြာကနန်းပေါ့နော်အဲ့ကနန်းလေးတွေရှိရဲဒီကောင်းလေးဆိုလို့ရှိရင်တော့သူအကောင်ကြီးတကောင်းတပေါင်းရှိရဲမသူကတော့ဟွာပေါ့နော်ကနန်းကြိုက်တဲ့သူတွေကတော့အဆင်ပြေရဲကနန်းမကြိုက်ဘူးဆိုလို့ရှိရင်တော့နည်းနည်းအလုပ်ရှုပ်တာပေါ့နော်ကြိုက်ရတာဆိုတော့လေဟုတ်ပြီဒီကောင်းလေးတွေကတလုံး900ပါရှင်ဒီမှာဟုတ်ကောင်းကြော်လေးတွေဟုတ် ကြတော့မှအယောက်100မှာ80လောက်ကတော့ကြိုက်တယ်ဒါပေမဲ့30လောက်ကတော့ညာဘူးဘာမကြိုက်တဲ့သူတွေလည်းရှိရပါတော့။ဒါဆိုတစ်ခါကျတော့ညီမတို့ဒီမှာစိုင်းစားမှာဆိုလို့ရှိရင်တော့အဲဒါတော့80ရာခိုင်နှုန်းတော့ကောင်းတယ်။ဟိုမလာရှန်ကတော့မိုင်အကြိုက်ချင်းတော့မတူဘူးဆိုတဲ့ခါကျတော့လေဟိုစိုင်းမလာစားရဲ့တော်တော်များတော့အကောင်းတော့80ရာခိုင်နှုန်းတော့အကြိုက်တည်းရဲ့။ဒါပေမဲ့ဒယ်လီပိုင်းကကျတော့ညီမတို့ကအဲဒါလေးတော့နည်းနည်းလို့ရှိရဲ့။ဒါဆိုတော့ခောက်ဆွဲပါတဲ့အတွက်ကြောင့်မလာရှန်ကခောက်ဆွဲတော့ပွားရင်မိုင်ဟိုနိုင်ဝက်တနိုင်လောက်ကြာလို့ရှိရင်ပေါ့ခောက်ဆွဲပွားသွားတာရှိမယ်။ ိုဒယ်လီနဲ့တရားတဲ့ခါမျိုးကြတော့ပါဆယ်လေးတို့ကြတော့သူကအကြာဝါးတဲ့ခါကျအနံလေးနည်းနည်းလေးပျောက်ပြီးတော့အရသာကကြတော့ဒီညီမတို့စီဆိုဆိုလေးတွေဘလို့ပဲကောင်းကောင်းလေးချက်ပေးချက်ပေးသူကလမ်းတစ်လျှောက်လုံးမှာခောက်ဆွဲရပွာဝါတာပေါ့ဒီပြင်းနေပူလေးပွာလေးပူလေးပွာဆိုသူရဲ့အစီအနှစ်ကိုဆက်ဝါးတဲ့ခါကျတော့မလေးရှားကညီမတို့စိုင်းမစားတဲ့ပွဲနဲ့အိမ်မှာပွဲနဲ့ကနည်းနည်းလေးတော့ဟာဝါတာမျိုးတွေတော့ရှိရဲ့အမပါကူးချက်နေတာကတော့မောက်ချိုက်လေးပေါ့နော်အမမောက်ချိုက်လေးကတော့ညီမတို့ကခင်းရည်တွေကိုလေး ရေရိုးရေပဲသုံးတာပေါ့နော်။ဟိုကြက်ပြည့်ရေတွေအဲ့လိုမျိုးတော့မသုံးဘူး။မာတစ်ခါကျလေကြက်ပြည့်ရေမစားတာတို့ဘာလို့ရှိရောလေ။ဟောတနည်းကကြတော့မာသူကလေချက်ထားတာတော့ကိုယ်ပဲလေးမှာတော့ချက်တယ်မ။တနည်းကိုအနှစ်ကဆဲပေးတာလောက်နေဆုံးပုံနေမ။ဒီနေ့ငါးခုလောက်တက်လိုက်တယ်မ။ငါးခုလောက်တက်လိုက်တယ်။ဆိုတော့ဒီနေ့မတက်လို့ကမရဘူးဒါတွေကိုလုံးမယ်ဆိုလို့ချင်း။နောက်လေညီမဆက်တက်ဖို့တော့စီစဉ်ရှိသေးတယ်။ဒါပေမဲ့ကိုလောဆယ်ကတော့ညီမကဘာမှဖြစ်သေးဘူး။အချိန်မပေးနိုင်တော့လေ။ပညာရေးကမလေးလာနိုင်သေးဘူးဖြစ်။ ဘူးတိုင်ကကြတော့လေအနည်းဆက်တာလေးတွေကြတော့လေပြောပြလို့မရတဲ့ဟာလေးတွေတော့ရှိတယ်မှဟိုဆိုသူကြတော့ဟိုဒါကြတော့ကိုညာတို့အချိန်ကုန်ခံပြီးတော့လေဟိုလေးလာရတဲ့ဟာမျိုးလေးတွေရှိရောလေအားကြောင့်ဟုတ်မှမနိုင်ပြောရင်တော့ပွဲတွေကတော့ကိုယ့်ဘက်ကိုပဲချက်ချင်းကိုကိုယ်တိုင်ချက်တာတော့ပိုစိတ်တိုင်းကြတာပေါ့နော်ဒါပေမဲ့ညီမလည်းတယောက်တိုင်းကြမလုပ်နိုင်တော့ဘူးလေဟုတ် အရသာကြတော့အလိုမျိုးတော့ကိုယ့်ရဲ့အရသာကိုပိုကြိုက်တယ်ဒါမဲ့ဒီမှာအခုပိန်နေတဲ့သူတွေအကုန်လုံးကလည်းလက်ရလည်းမှန်တယ်သူတို့လည်းအကုန်လုံးတကန်းနဲ့ကိုယ်နဲ့တူတူပဲဘာလို့ဆိုတော့ပိန်ပြီးထားတာသူတို့ဆရာသာဘာမှမချမ်းသာတဲ့ခါကျတော့သူတို့လည်းလက်ရတဲ့သူတွေပဲအပေါ်မှာတော့ကိုယ်အားကိုးရတဲ့သူတွေအကုန်လုံးတော်နေပေါ့နော်ဒီနေ့ကကြတော့မလာရှန်ကိုပွဲသေးဆိုတော့9500ပဲ။ညီမတို့2019ရောင်းတော့ဆို9000ပဲရှိရဲမှညီမတနစ်ကို900ကျပ်ပဲတက်တာ။အဲ့လိုပေါ့နော်900ကျပ်ပဲတက်တာ။ဒါတော့မှပဲ ဟိုဈေးအင်းရတက်လို့ဒါညီမတက်လာပေးရပါဘာမှမဟုတ်ဆိုလုံးဝမတက်ဘူး။တချို့အဆင်ပြေဘူးဆိုလို့ရှင်တော့ပြန်လျှော့ပေးလိုက်တယ်။လျှော့ပေးတယ်ဆိုတော့သူ့တရားဆိုလျှော့ပေးရပါတော့။အာပွဲလက်လေးဆိုတော့9500ပါ။အမပွဲကြီးကတော့12000ပါရှင်။ဟုတ်။ဟုတ်။12000ဆိုပေမဲ့လည်းသူကများပါတယ်။ဟိုလေ3ယောက်လောက်စားလို့ရတယ်။သူတို့များလေညီမတို့ဆိုလို့ရှင်ကျွန်တော်များရဲ့သူတို့ဆိုင်အရင်ရောင်းရတာတကယ်လည်းရောင်းရတယ်။ဒီနေ့အနည်းဆုံးပွဲ200 300လောက်ညီမအနည်းဆုံးဖတ်တယ်။ပွဲရေဆိုတော့ညီမတို့ဒီနေ့အကုန်လုံးဆိုညနေပိုင်းဆိုလုံးဝ order break လိုက်ရတဲ့အချိန် order များတယ်။ ဒါပေမဲ့နာမည်ကြီးထမင်းကပေါ့နော်ဘလောက်ကြီးပဲရောင်းရရောင်းညီမတို့ကအဲ့လိုမျိုးလဲနေရပေါ့ပွဲတပွဲတည်းမှာအဲ့လိုမျိုး post မျက်စိထဲမှာနည်းနည်းလေးနဲရဆိုပွားလိုက်ခဲ့ရဟဲ့အဲ့လိုအဲ့လိုဘက်ကဟိတ်ချက်တဲ့သူတွေဆိုညီမတို့တိတ်ပြီးတော့မကြိုက်ဘူးမဆိုသူညီမလာပြီးဆိုရင်ညီမပွဲကြီးကောအသားကြီးလိုက်လိုက်ပြီးလိုက်ရခဲ့ရပါဆိုင်ကကြတော့ညီမတို့ကဒီအမှတ်က180မှာ4000ကျန်လမ်းနဲ့ရေနံလမ်းကိုတွေ့ထားတဲ့လမ်းတွေပေါ့နော်လမ်းနာမည်ကပုဂ္ဂိုလ်လမ်းငမွေးရက်ွက်ထဲမှာပါရှင်းနေမှာဘုံဘက်က39420 28432ပါရှင်းနေမှာ iPhone လေးကတော့တခါတလေတော့အဝင်ကတော့ဇက်တိုက်များတယ်ဇက်တိုက်များလို့ရှိရင်လေညီမတို့ပြေးပါလေ order လာမှလေးရတယ်အာဒါသူတို့ဝယ်လို့ညီမတို့ကရောင်းလာဆိုတော့သူတို့ကလည်းဘာပဲဖြစ်ဖြစ်ကိုယ့်ရဲ့အရေးကြီးဆုံးအခန်းကဏ္ဍမှာပါတယ်မှာအရေးကြီးဆုံးပေါ့နော်ဟိုဘာဖြစ်ဖြစ်ပေါ့နော် customer ရဲ့အစီအပြေမှညီမတို့ကလည်းရောင်းအောင်ပါပေါ့နော်အဲ့တော့ customer ရဲ့အစီအပြေကပိုအရေးကြီးရဲ့အရေးကြီးတော့သူတို့အစီအပြေတာလေးရှိဖို့ပြန်ပြောအားကြောင့်ပေါ့နော်ဟိုဒီမှာဟိုကိုကသူ့အမြင်စိတ်ထဲမှာထည့်ထားတဲ့အခါကျတော့ ပါဖြစ်တယ်ပေါ့။ဒါတို့လည်းအားကြီးကျေးဇူးတင်ပါတယ်။လူတို့ကလည်းကိုယ်တိုင်အရေးကြီးဆုံးဆိုတော့လေ။ဟာ။